ဒီ2000မှာမှကိုကြီးချက်ခွေးလို့နဲ့တွေ့ပြီးတော့ဒါကို things ဖြစ်လာအဲ့မှာကိုတကယ်ချင်း3ယောက်ရဲ့ကိုတဲ့ခွားဘူးရဲ့2ယောက်ထပ်ပေါင်းပြီးတော့အကွာ things ဆန်စပြီးအဲ့ဒါလမ်းကြောင်းဆောက် ပေါ့ကိုအရင်ချိန်ခဲ့ရတဲ့တရေးဆရာလေးခင်အရင်ချိန်ခဲ့ရတဲ့ D1 Lazy Club ပြီးတော့အရင်ချိန်ရတဲ့ Studio အရင်ချိန်တဲ့ဆရာဝေရဲ့ Missing ပြီးရင်အရင်ချိန်တဲ့ Harmony ဖွဲ့ Everglade အဲ့လိုမျိုးဆိုတော့အဖက်ဖက်ကဟိုအခုက16 18တို့အဲ့အခွေကိုအရင်ချိန်တော့ဟိုတော့အဲ့အခွေကိုရန်အားတစ်ချိန်လုံးနားထောင်နေတဲ့အချိန်မှာဂျုံးဆိုအခုတို့စီရောက်လာတဲ့ခွင့်ရဲ့အဲ့ဒီ one set လိုက်ကြည့် ိတ်ပြေးပြီပေါ့ပြေးတော့မှာပေါ့နော်ဆယ်လာပိုင်းဆိုရင်ဒါအခု things ထွက်ခဲ့တာနည်းပေါင်းလိုက်ပေါ့အခုနှစ်အစိတ်ပြေးပါတယ်อืม2000ကစားတာပေါ့နော်2000မှာစ96လောက်ကတငယ်ချင်းနေ10000အောင်တာ98 96လောက်မှာတငယ်ချင်းနေပို့ပြီးတော့10000နဲ့အောင်ပြီဆိုတော့ပို့ပြီးတော့အထီးတွေများတယ်ချင်းနေပို့ပြီးတော့ရေးပြစ်တယ်အဲဆိုပြကြတယ်ပေါ့နော်ဟိုဟိုပြောပြ series ထုတ်တဲ့အဆင်တော့မရောက်သေးဘူးပေါ့ ဒီ2000မှာမှကိုကြီးချက်ကွေးလို့နဲ့တွေ့ပြီးတော့ဒါကို things ဖြစ်လာအဲ့မှာကိုတငယ်ချင်း3ယောက်ရဲ့ကိုတဲ့ခွားဘူးရဲ့2ယောက်ထပ်ပေါင်းပြီးတော့အကူ things ဆာနေစပြီးအဲ့ဒါလမ်းကြောင်းအစပါအာအဲ့လိုဆိုတော့ I don't know ဒီလိုပေါ့နော်ဟိုအပျော်ရမ်းဆင်မရှိသေးတာပေါ့အပျော်ရမ်းဆင်မရှိသေးတဲ့တချင်းတွေရေးတယ်အိမ်မှာရေးတယ်ပြီးရင်တငယ်ချင်းတွေကသူတို့ကောင်မလေးတွေကိုအဲတဲ့မအခက်ကဆိုဟိုကောင်မလေးတပိုးရင်အဲ့တချင်းတွေနဲ့ပိုးတာပေါ့နောက်ပြီးတော့ အကိုလည်းအဲ့ဒီသင်းလေးနဲ့ကိုယ်တိုင်ပို့ပေါ့နောက်တစ်ခုကအဲ့ကြောင့်ကိုအဲ့လိုဂျားမှာပဲဂျားကာလာမှာပဲအဲ့လိုအခုတင်းစီပါမဖြစ်ခင်ကာလာမှာပဲလေအခုသချင်းတွေပါရုပ်ရှင်သချင်းတွေပါအဲ sorry ဗီဒီယိုပေါ့အဲ့ခက်ကဗီဒီယိုပေါ့ဗီဒီယိုဆောင်တဲ့သချင်းတွေပါလာဝဲရခံရတယ်နောက်ပြီးတော့ဟိုအဲ့လိုပေါ့ရက်ွက်ထဲကကိုကြီးတွေကသူ့တငယ်ချင်းစီးတွေပါထုတ်မယ်ပေါ့အဲ့လိုမျိုးကြာရင်လာလာပြီးတော့ကိုစုပါဆိုတော့ကိုကြီးတွေသူတို့သချင်းလာပွဲဟိုကအကိုရဲ့နောက်အခုတငယ်ချင်း အဲ노ရယ်ပေါ့နော်노ရယ်ဆိုတာ노တခြင်းတွေပါရေ노ဖွဲ့တခြင်းတွေပါရေးပေးခဲ့တဲ့တခြင်းချင်းပေါ့အဲသူနဲ့အကူနဲ့တခြင်းနှစ်ယောက်ဈေးဦးပေါ်တာအတူတူပဲအဲ I don't know အဲသူတို့နှစ်ယောက်တခြင်းကိုလာဝယ်တယ်ရက်ခွက်တွေကအကူကြီးကိုနေမျိုးဆိုအကူကြီးကလာဝယ်တာသူတငယ်ချင်းအတွက်ပေါ့နော်အဲတခြင်းနေဒါမှအဲ့ဒီချင်းမထွက်ပြေဘူးဒီနေ့တခြင်းနေ၄တောင်၄တောင်နိုင်ခဲ့၄တောင်တယောက်၄တောင်လာပျော်လာကိုယ့်ရဲ့ပထမဆုံးဝင်ဝင်လေအရန်ပျော်လာအရန်ပျော်လာဆိုတော့အာကိုယ့်လက်ထဲမှာအဲ့တော့မိဘပေးတဲ့မဟုတ်ဘူးပဲရသေးတာပေါ့ကိုတို့16နှစ်အသက်16နှစ်ပေါ့16နှစ်တာလောက်မရှိသေးတာ အမိကပေးတယ်16 18ပေါ့အဲ့လောက်ပေါ့အဲအဲ့မှာကိုရောဟိုကိုကြာခွေးရေးတာပါတယ်ကိုဆောင်းလိုက်ရေးတာပါတယ်ပေါ့နော်သူက ready made ရှိပြီးသားပေါ့ဟို ready made ရှိပြီးသားဆိုတော့တချင်းနေအကုန်တီးပြီးဆိုပြီးသားလေဒါပေမဲ့အဲ့အဖွဲမှာလူအပြောင်းလဲပေါ့အပြောင်းလဲမှာအကိုရောဝင်သွားတာပေါ့နော်အကိုရဲ့ကိုထူးရဲ့ဝှထွက်ရဲ့အုံယောက်ကဝင်သွားတီးတဲ့လူတွေနော်16 16ကိုတီးတဲ့လူတွေတေးသေးဆရာတွေပြီးတော့ဒီ studio တွေ harmonia အဆောက် ဲ့လိုမျိုးကြီးဝမ်းဆက်ကြီးရောက်လာတာအာတကယ်ကိုပျော်တာပေါ့နော်အဲအဲ့ချိန်ကလည်းဒါအဲနောက်နိုင်ငံတကာမှာလည်း boy band တွေခစ်စားပေါ့ဟိုအဲ့တုန်းက boy band ခစ်စားတမျိုးပေါ့ဒီဘက်ကဆိုရင်တော့ K-pop တွေပေါ့နော် gay band boy band တွေပို့ပြီးတော့လည်းမိုက်လာတယ်ဟိုခုနကလိုပေါ့အကရင်းနဲ့ဘိုင်းနဲ့ပို့ပြီးတော့ပေါ့နော်ပို့ပို့ပြီးတော့ဟိုဟိုဘယ်လိုပြောရမလဲ faction တွေကအစားပို့မိုက်လာတာပေါ့ group ခစ်တုန်းကတော့ group ခစ် style ပေါ့နော် group ဆိုရင် west life ကိုဆို backstreet boy and sync ပေါ့အရန်ကြိုက်တယ်ရှောင်းသွေးတဲ့မိကော ဓိကတော့ဗောနော်ဟိုဝိုင်းဝန်ဆိုတော့အားလုံးဟိုအဲပုံစံလေးတွေအသက်အရွယ်လေးတွေအနေထားလေးတွေတယောက်နဲ့တယောက် match ဖြစ်မယ်เนาะပြီးရင် faction လေးတွေရှိမယ်တချို့ဆိုကမယ်အခုတော့မကအရင်မကနိုင်ခဲ့ဘူးဗောနော်အဲပြီးရင်တချင်းလေးတွေ pop အချိုလေးဗောနော်ပြီးရင် pop rock လေးတွေပါမယ်ဗောနော်အဲဒါမျိုးလေးတွေဖွဲ့စည်းထားတာဗိုင်ဘန်လို့အဲဆိုရဲဆိုရင်ဗိုင်ဘန်လေးပေါ်လာတယ်ဆိုပေမဲ့လည်းအရင်ကြီးပေါ့အချိန်ဟိုကောင်းကောင်းနဲ့တော့ဟိုဗိုင်ဘန်အနေနဲ့ကတော့နည်းပါတယ် ဒီဒါပေမဲ့အဲ့လိုမှပဲအခုတို့တခြားတော့အဲ့မှာ hip hop အဖွဲ့တွေအများကြီးပေါ်လာအရင်မိုက်တာဘာတငယ်ချင်းတွေတငယ်ချင်းတွေကလည်းဟို hip hop ဆိုတော့အများကြီးလေအဲ့မှာတို့တို့အတွက်ချင်းတွေရေးမှာ system တို့ example တို့နော်အောင်ကောင်းထက်တို့ပြန်လို့တော့နော် ပြီးရင် cook တို့ပေါ့နော်အာမင်းကလေးဂဲပဲ vibe ကအများကြီးပေါ်ပြီးနောက်ပြီးတော့ဒီဟို hip hop အဖွဲ့လည်းအများကြီးပေါ်လာမှာအဲ့မှာကိုယ့်အဲ့မှာတချင်းပူရေးဖြစ်တယ်ကွာဆိုရတဲ့ပူရေးဖြစ်တယ်ပေါ့နော်အဲ့အဲ့မှာတချင်းတွေရေးရေးရေးနေမှာ အဲ့မှာရေးတာဆိုတော့အဲ့လိုတွဲလို့ဖြစ်သွားတယ်အဲအဲ့လိုအပြင်မှာတည်တာတော့ဒဲတယ်ဥမာအတင်ကတည်တယ်အเจ้าနဲ့ရတငယ်ချင်းနေဆိုရင်အဲဟိုငငယ်နော်ငငယ်ရရွှေထိုက်တို့အခုတင်းစာဝေထွက်တို့ကိုထူတို့ပေါ့နော်ဒါကအเจ้าနေပဲတငယ်ချင်းနေငငယ်တို့ဆိုရင်ဒါငငယ်ခလေးဘွားတွေအတန်းထဲမှာတူတူထိုင်တာအတူတူထိုင်တာခုနတန်းတော့ကလို့သူနဲ့ကိုနဲ့တခုံနဲ့ထိုင်တာအဲ့ရောက်ချားလေးမင်းကလေးဆိုရင်ငငယ်ကကြတော့တနေ့ယောက်ျားလေးဆန်တယ်သူငငယ်ကယောက်ျားလေးဆန်တော့အဲတူတူထိုင်ဖြစ်တယ်တငယ်ချင်းနေ ။နောက်ပြီးတော့အဲရရွှေထိုက်တို့ကလည်းစာတအားတော်လာ။ရွှေထိုက်တို့ဆိုရင်ဒါသူကအခန်းအေတို့တကယ်တကယ်အခန်းကောင်းနေမှာသူကငငယ်အကိုတို့ဆိုရင်ဒါဟိုအခန်းထဲအနေအမြင့်ဆုံး C လောက်ပဲတက်ဖို့လာတယ်မ E ကိုအဲ့လိုအဲ့လို F G ကိုအဲ့လိုမျိုးလေးကိုတက်ခဲ့ရရွှေတိုက်တို့ဆိုရင်အရင်တော်တာတကယ်ကြီးနေဒါပေမဲ့အဲ့လိုနဲ့တို့တူတူတက်လာကြရင်လည်းမဟိုမတွေ့တော့ဘူးပေါ့နော်10ကိုးတန်း10တန်းလောက်ကြတော့မတွေ့တော့အကုန်လုံးကလည်းကိုယ့်ရဲ့ဟိုကိုကိုဆိုလို့ရှိရင်ဟိုကိုးတန်းလောက်ထဲကဟိုတခြားဟိုကြောင်းရောက်သွားတဲ့ခါကျတော့မတွေ့ဖြစ်တော့ဘူး တွေးပြတော့ပဲနဲ့ဆယ်တဲ့အောင်ပြီးတော့မှဒီအမှုပညာလေးလောက်တော့မှပြန်ဆုံးရတာပေါ့တခြားသောတငယ်ချင်းတွေကတော့ဒါအမှုပညာလုံရင်းနဲ့အမှုပညာလောကမှာခင်ကြတငယ်ချင်းပုံများပါအဲအဲ့ဒီခေတ်ကတော့ group ခေတ်တုန်းကတော့ဘာမှအဲ Google လဲเนาะကိုတို့မမပေါ်သေးဘူးအာပြီးတော့ဒီ Facebook တို့เนาะဒီဒီ social media ဆိုလည်းမရှိသေးဘူးလीเนาะမရှိသေးတဲ့အချိန်ဆိုတော့အကိုကဒီအကိုတို့မြန်မာပြည်မှာမရှိသေးဘူးပေါ့နော်မရှိသေးတဲ့အချိန်ဆိုတော့ကိုလည်းကိုတို့ကိုရဲ့ဟိုမြန်မာတပြည်လုံးပေါက်ဖို့ဆိုတော့မလွယ်လောက်ပါဘောနော်။ဘာကြောင့်လဲဆိုတော့ ဒီမီဒီယာအားတော်တော်ဆိုတို့ဂျာနယ်ခက်လေဂျာနယ်တွေနဲ့သွားတယ်ပြီးရင်အဲ TV မှာเนาะ TV channel တွေမှာလာမယ်နောက်တစ်ခါကျတော့ဒီအဲအဲ့တော့အခွေတွေပေါ့အဲကိုတို့ဟိုဟာကိုတို့ခင်ဗျ VCD တွေခက်စားပြီးပါ VCD တွေနဲ့ VCD ပေါက်ပြီးဆိုအတန်ငယ်လုံးရောက်သွားတာအဲ့ဒီအားတွေနဲ့ပဲကိုတို့ပရိသတ်ကတိလာတော့ ှေ့မှာရှိတာပေါ့ကိုရိုတက်ဆောတာရှိတာပေါ့ရှိတာပေါ့ Viber ဟိုတီးတန်းရလဲမဟုတ်ပဲね Viber လို့ပုံစံမျိုးနဲ့ထွက်ခဲ့တာကိုအခုလိုဆိုကြမယ်ပြောကြမယ်ကိုအကာဟိန်းတို့နော်အဲကိုအမော်ဦးတို့အဲအဲ့လိုမျိုးသူတို့သူတို့တွေ Viber ပေါ့ Anime Suite တို့နဲ့အဲသူတို့ဟိုဆက်လုပ်တာချစ်တူလာပါလားအဲ့လိုအဲတခွေထွက်ခဲ့တယ်အဲ့တော့အရင်အားကြအဲ့လိုအဲ့လိုကနေပြီးတော့မှဟိုကိုတို့ဟို Viber နေဂျားထဲမှာဟိုဘယ်လိုပြောမလဲ alternative ban နေပေါ်လာတာပေါ့နော်ကိုကိုင်းစားတမုံတို့ ban နေပြီးတော့ဒီ ်အော်ကရာတို့လို့နော်အဲ့လို rock band ပေါ့နော် alternative band တွေပေါ်လာတဲ့ချိန်မှာအရင်အကြလူငယ်တွေလေလူငယ်တွေစုစည်းပြီးတော့တီးကြရတယ်ဆိုကြရတယ်အဲ့ဒါချိန်အရင်အကြတကယ်အဲ့နောက်လဲကြအကြအဲ့လိုပေါ့ပြီးတော့မှ group test တွေ5 band ရှိရပေါ့နော် cohort cat တို့ရဲ့အဲ before wise အ group test ဆော်တယ်ပေါ့ group test ဆော်ပါပြီးတော့မှ group အဖွဲ့ group အဖွဲ့ပြီးတော့မှနောက်ထပ်အာအဲ့မှာပေါ်လာကြပါတော့ကိုကြီးလက်တို့ရဲ့နော် blink gate တို့နော်အများကြီးပေါ့ဟိုနောက်ထပ်တခြားသောဟို ကို slide တို့ပေါ့တေးစာ slide တို့ရဲ့သူတို့ရဲ့ပေါ့သူတို့ရဲ့ viber နဲ့လာတာပဲเนาะအဲ့တော့ဟို viber viber ပြီးတော့ gaven တွေပေါ့ gaven တွေမှာကြာအကသချင်းရေးဖြစ်တယ်အာမာ no တို့ cook တို့ပေါ့เนาะအဲ့လိုမျိုး bambino တို့အဲ့လိုမျိုးသချင်းတွေဟိုတီးပေးဖြစ်တယ်ရေးပေးဖြစ်တယ်ပေါ့အင်းပေါ့အင်းပေါ့ဟိုကအခုကဘလို့ကိုဖြတ်တန်းခဲ့တဲ့ဟိုပတ်ဝန်းကျင်ရဲ့နားထောင်ခဲ့တဲ့သချင်းတွေဆိုရင်အခု rock rocker ပဲလေအခုငွေရ show တွေမှာလည်းကို rock သချင်းပဲဆိုခဲ့တာပေါ့ ဒါပေမဲ့အကူကဒီဖြတ်တန်းရတယ်ဒီဘယ်လောက်လောက်မပြောင်းသွားလဲဆိုတော့အကူအဲဟိုလောက်တိကိုအကူက60နဲ့ကိုတအဲ့လို့ဘာလို့ပေါ်လာတဲ့အချိန်မှာလုံးဝအကူ alternative လုံးဝကြိုက်တာပြီးအဲ့ကိုကိုကန်စာတင်မုံတို့နော်ပြီးရင် okra တို့အားအဲ့မှာ order တွေဂျင်းတာရေးတယ်အဲ့တော့အကူကအကူအဲရေးပြီးတဲ့တခြင်းကို alternative တခြင်းကိုတအဲ့စာတီးဘူးလေအဲဒီလေးဝေဖြိုးအတွက်ပေါ့နော်အဲ့တော့တအဲ့စာတီးတယ်အဲ့တော့လည်းပျော်တော့ပေါ့ညီရကိုကြိုက်တဲ့ တကယ်ဆရာကြီးတွေကကိုသချင်းလေးကိုတီးပြီးတယ်ဆိုတော့လေအဲ့လိုမျိုးပေါ့ပြီးတော့နောက်ပိုင်းလည်းညာကဒီဒီတင်းဆက်ဖြစ်တဲ့အချိန်မှာအဲ့လိုပေါ့ပြီးတော့ဒီ2000လောက်မှာ69 2000လောက်မှာဒီဒီ bribe ban ကြီးခက်စားလာတဲ့အချိန်မှာအဲ့ဘက်ကကွာနောက်တစ်ခုအခုတန်းလည်းခြုံနေတာအောင်အခုတန်းလည်းခြုံနေတာတကြောင်မှာအဲ့ဒီမှာ rocker မဖြစ်မဖြစ်တော့ဘူးပေါ့ဒါပေမဲ့ rock တွေးရ rock အခုချိန်လေးရှိတယ် rock rocker တွေကိုချစ်တယ် rock တချင်းတွေကိုချစ်တယ်ဟုတ်တယ်အဲ့တော့ rock faction ကိုကြိုက်တယ်အခုဆိုပြန်ဝင်တယ် အနောက်တစ်ခုကဟိုအခုမှဆိုအခုချိန်ဒီ broadband တီရှယ်တ်လေးဆိုအခုဆူတာအများကြီးရှိတယ်တကယ်လည်းကြိုက်တော့ဘူးအဲအဲ့တော့တကယ်တရှင်းလို့ဖြစ်တဲ့ခါမှာ pop တချင်းတွေပိုရေးပြလာတယ်ပြီးတော့အခုအတန်းလည်းခြုံတဲ့အတွက်ကြောင့် pop လေးနဲ့ပိုလိုက်သွားတာပေါ့ပြီးတော့အခုစပြီးဖြစ်တည်ရတဲ့အခွင့်အရေးကလည်း wiband pop wiband ဆိုတဲ့အခါကျတော့ဒီလမ်းကြောင်းပဲကိုဆက်လျှောက်ခဲ့တာပေါ့အဲပြင်ပြင်းလဲဆိုတော့ပေါ့မှန်ကြည့်နိုင်လို့နည်းနည်းမွှေးလေးနည်းဖြူလာပြီ တက်ရွယ်တစ်ခုတော့ရလာပြီအတက်ကလည်း44ဆိုတဲ့ခါကျတော့ပြီးတော့ตาလေးတောင်လူပြပေါက်ဖြစ်လာပြီဆိုတော့မငယ်တော့ဘူးအဲရင်းချက်ရင်းချက်လာပြီပေါ့နော်ရင်းချက်လာရဖက်ဖက်ကပေါ့နော်ဒါပေမဲ့တချင်းနေလုံနေတော့ကိုကိုကိုငယ်တယ်ပဲထင်တယ်စိတ်ထဲမှာလည်းကိုကဒါပေမဲ့ကိုအရွယ်တစ်ခုအားဖြင့်တော့ဒါလူလက်ပိုင်းပေါ့နော်ရောက်လာပြီဒီတဲ့ရှေ့လျှောက်ကအိုးပဲရှိတော့ဟိုပဲရှိချိန်မှာကိုကတချင်းနေကိုအကောင်းဆုံးပြိတ္တတွေကိုကိုကိုတချင်းနေကတော့ဟိုဘယ်လိုလဲကိုရှင်တန်နေသေးတော့ဖန်တီးနေဦးမှာ ကြောင့်လဲဆိုတချင်းတွေချစ်တာပေါ့နော်တချင်းတွေလည်းချစ်တယ်တချင်းတွေချစ်တဲ့လူတွေကိုလည်းချစ်တယ်ပြီးတော့နုပညာရှင်တွေပေါ့ဟိုကိုချစ်ခင်တန်ဖိုးထားတယ်ပေါ့အဲ့တော့ဒီသူတို့တွေနဲ့လည်းအလုပ်တွေတွဲလုံမယ်ပြီးရင်ကို ကိုတိုင်းလည်းသူတို့အတွက်ဖန်တီးပေးတာရှိမယ်ပြီးရင်ကိုလည်းတချင်းတွေအများကြီးဆက်ဆုံးမယ်